အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ရဲ့ AOU Channel လေးမှကြိုဆိုလိုက်ပါတယ်ရှင်ညီမဒီနေ့ဖတ်ပြပေးခြင်းရဲ့အကြောင်းအရာလေးကတော့မပြမားထိုက်သူကိုပြမားခြင်းကြောင့်တိုင်းပြည်ပြည့်ရခြင်းအကြောင်းဆိုတဲ့ဆောင်းပါးလေးကိုဘူးတုဒ္ဒရရွယ်တင်ဆက်ဖတ်ပြပေးခြင်းတာပဲဖြစ်ပါတယ်ရှင် ရှေးအခါကဗိုင်ယန်နတီပြီး၌ပြမတဲ့မင်းကြီးမင်းဖြူစဉ်ဖရာလောင်းသည်တရဘင်ကမိတော်ယတိဖြစ်၍တပြည့်ပေါင်းများစွာတို့ဤဆရာကြီးဖြစ်၏တဲ့တပည့်ပရိသတ်တို့များလုံးသောဆရာကြီးသည်တပည့်ကြီးတို့ကိုကောင်းဆောင်ခံ၍ယတိတို့ကိုဒေတာအတီးတီးတို့စေလွတ်၏တဲ့ ထိုတပည့်တို့တွင်အရှင်မဂလန်လောင် ရှင်ကိတဝိဆရည်တည်သည်ဒဏ္ဍကီမင်းဤနိုင်ငံကုံမာဝရီမျိုး၌စစ်တူကြီးကိုအမိဖြူ၍မင်းဥယျာဉ်၌နေ၏တနေ့တစ်နေ့ဒဏ္ဍကီမင်းသည်ချီးမြောက်ထားအပ်သောပြည်တန်စာမတယောက်ကိုယာဒူးမှချထားလိုက်သည်ပြည်တန်စာမသည်ယာဒူးမှအချခံရသောကြောင့်စိတ်မချမ်းမသာဖြစ်လျက်မင်းဥယျာဉ်သို့ထွက်လာရာရှင်ကိတဝိဆရည်တည်ကိုတွေ့သည် ထိုအခါပြည်တန်ဆာမသည်ယတိကိုသူရောဟုမှတ်ထင်၍ယတိဤခန္ဓာကိုယ်ပိုင်း၌ချွတ်တလိတူကိုထွေးချကာစံကြစ်ချာမှလည်းဒံဘူးတွားလိုက်တံကိုဖြေးချခဲ့သည်ထို့နောက်ဒါနာဂီမင်းသည်ပြည်တန်ဆာမကိုပြန်လည်သတိရ၍မူလရာတို့ကိုပြန်လည်ပေးအပ်ခဲ့သည်ထိုအခါပြည်တန်ဆာမသည်ယတိကိုပေါ်၌ညီအချင်းများဆွန့်ပစ်သောကြောင့်မူလရာတို့ပြန်လည်ရရှိသည်ဟုမှားယွင်းစွာမှတ်ထင်သွားသည်ဌာနဂိမင်းသည်ပရောဟိတ်ကိုလည်းယာရုမှချပြန်သည်ယာရုအချခံရသောပရောဟိတ်သ သည်မူလရာထူးပြန်လဲရရှိရဲ့မိသူပြုလုပ်ရမည်နည်းဟုပြည်ထစာမထံနီးစနစ်များတောင်းခံခဲ့သည်ပြည်ထစာမကမင်းဦးရဲ့အတွင်းရှိရတိဤကိုပေါ်၌အင်းဤချင်းစွန့်ပြေးရမည်ဟုနီးပေးလိုက်သည်ပရောဟိတ်လည်းပြည်ထစာမပေးသောနီးအတိုင်းပြုလုပ်ရာကံအားဟောရစွာမူလရာထူးကိုပြန်ရရှိခဲ့သည် ထို့နောက်စစ်သွားတိုက်မိဒဏ္ဍာရီမင်းကိုလည်းပရောဟိတ်ကစစ်အောင်မြင်ဖို့ရန်ယတိအပေါ်အမြင့်ကြီးများဆွန့်ပြရမည်ဟုနှီးပေးပြန်သည်မင်းနှင့်တကွစစ်တဲပူပါတို့သည်ပရောဟိတ်ပြီးသောဤအတိုင်းပြုလုပ်ကာစစ်တိုက်ထွက်သွားကြသည်မင်းကြီးထွက်သွားပြီးနောက်မကြာမီစစ်သူကြီးရောက်ရှိလာပြီးယတိမြတ်ဤကိုပေါ်မှအမြင့်အကြီးများဖယ်ရှားပြီးပြီးကောင်းမွန်စွာရေချိုးပေးလိုက်သည်ထို့နောက်စစ်သူကြီးကယတိမြတ်ကိုမင်းအားမိတို့ဖြစ်လက်တန်ဤဟုမင်းဤထို့အခါယတိကဒါရကငါသည်တစုံတရာ အမျက်မထွက်ပါစိတ်မဆိုးပါသို့တော်နှတ်တို့တီကအမျက်ထွက်ကြကုန်၏ဤမိမှခွန်ရမ်းမြောက်သောနေ့၌တိုင်းပြည်ပြည်စည်းလက်တက်တင်သည်သားမယားတို့ကိုခေါ်၍တိုင်းတစ်ပါးသို့ထွက်ပြေးပါလောဟုပြောကြသည်စစ်တိုက်သွားသောဒဏ္ဍာကီမင်းသည်ကံအားလျော့စွာစစ်နိုင်ကတိုင်းပြည်သို့ပြန်လာခဲ့သည်ဒဏ္ဍာကီမင်းတိုင်းပြည်သို့ပြန်ရောက်လာလေနှတ်တို့သည်ရှေးဦးစွာမိုးရွာစေ၏ထို့နောက်တဲဖြူမိုးနှက်ပန်းမိုးပဲမိုးအတက်ပြမိုးရွှေမိုးငွေမိုးနှက်ဝိတ္တစာမိုးတို့ကိုအစဉ်တိုင်း ိုင်းရွာစီထူအခါလူတို့သည်ရွာချအပ်တော်ပစ္စည်းဥစ္စာတို့ကိုဝမ်းမြောက်ဝမ်းသာကဲ့ယူကြကုန်၏ထူစဉ်လက်နက်မိုးရွာချလိုက်ရာခန္ဓာကိုယ်သည်အပိုင်းပိုင်းပြက်ကုန်၏တဲ့ထို့နောက်မိချီမိုးတောင်ချွတ်မိုးတဲမိုးတို့ရွာချပြန်ရာယူဇနာ60ရှိသောကုံမာဝရီမြို့ကြီးသည်ပြက်စည်းလေ၏ ကုံပါဝရီမျိုးကြီးပျက်စီးရခြင်းအကြောင်းကမြပြမားတိုက်တီကိုဖြစ်မသောကြောင့်ဖြစ်သည်လောက၌လူတို့သည်အယူဝါဒတစ်ခုသို့မဟုတ်ယုံကြည်မှုတစ်ခုသည်မှားပင်မှားနေတော်လဲအမားကြအမှန်ပြေဆိုသည့်အတိုင်းကြလာသောအခါထိုအယူဝါဒယုံကြည်မှုကိုအမှန်ဟုလွဲမွားစွာအောက်မေ့ထင်မှတ်တတ်ကြကုန်၏ပြည်တန်စာမှပရောဟိတ်မင်းနှင့်တကွာစစ်တဲတော်သူသည်ရှင်ကိတာဝိဇ္ဇာယတိခန္ဓာကိုယ်ပေါ်၌နှံ့ဒရေးစသောမစင်အငိကြီးများဆွပြကြသည်ဤသို့ပြုလုပ်ခြင်းသည်အမားပင်ဖြစ်သည်သို့သော ော့သူတို့အားလုံးကအဆစရရအောင်မြင်သည်လက်ကီးကောင်းသည်ဟုယုံကြည်ကြသောကြောင့်သူတို့လောက်တာအမှန်ဟုမှတ်ထင်နေကြလေသည်ဤသို့အလွယ်လွယ်အချော်ချော်မှတ်ထင်ခြင်းသည်ပျက်စီးခြင်း၏အကြောင်းပင်ဖြစ်တော်သည်ဤဇဝတ္ထုကိုဖတ်ရှုရ၌မကောင်းမှုသည်တခါတည်းရန်ချက်ချင်းအကျိုးမပေးသေးဘဲကောင်းကျိုးများနှင့်ကြုံတွေ့နေရတဲ့ကြောင့်ထိုအခမျိုး၌တတဝါတို့သည်ဖောက်ဖောက်ပြန်ပြန်မြင်တတ်ခြင်းဘဝသင်္ကန်းစာများရရှိက မကောင်းမှုရှောင်ကောင်းမှုဆောင်နိုင်ပါစေဟုဆန္ဒပြု၏လို့ရေးသားထားပါတယ်ရှင် ်မွေရည်သားသူကိုလည်းလေးစားစွာဖြင့် credit ပေးအပ်ပါသည်ရှင် နားစင်မိခဲ့ကြတဲ့ပြည်သက်ကြီးအားလုံးကိုလည်းကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်